တော့ကျွန်မတော့ဘာမှတော့ကျွန်မအဲတတိကိုမပြုတ်နိုင်သေးဘူးသို့တော်လည်းသို့တော်လည်းဒါဒီကျွန်တော်တို့ပါတီရဲ့သဘောထားဖြစ်ပါတယ်ဒီသဘောထားလေးကိုသိခြင်းအဖြစ်ပေါ့နော်အဲဆိုလို့ရှိရင်သိခြင်းအဖြစ်ပေါ့တော့ဟိုဒီဆုံးဖြတ်နိုင်ကြမှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မလို့ဟိုနိုင်ငံသားတွေရဲ့အခက်အခဲပေါ့နော်တချို့ဒါလူမျိုးသားမှမဟုတ်ပါဘူးတချို့မြန်မာနိုင်ငံသားတွေမြန်မာအဖေအမေကနေဝေးစားလာတာမှာ မဟုတ်တင်ရောက်ကိုခက်ခဲနေတာလေးတွေကျွန်တော်တို့အတန်ကြီးကြားရပါတယ်ဆိုတော့အချက်လက်အများပေါ့နော်ဒီဘိုးစင်ပေါင်းဆက်အပိုးနံပါတ်အပွားနံပါတ်ကိုဘိုးဘေးနံပါတ်မသိလို့အချက်လက်မပြည့်စုံလို့မှတ်ပုံနဲ့မပေးဘူးအပေးမခံရတဲ့နိုင်ငံသားတွေရှိနေတာလေကျွန်တော်တို့သိပါတယ်အဲ့လိုမျိုးလေကျွန်တော်တို့အော်ဟောပါတော့ဘယ်လိုပြုပြင်ပြီးတော့မှဖြေလျှော့ဆောင်ရွက်ရမလဲဆိုတာတော့ဟောဒါကျွန်တော်တို့ဟောပါတော့ဒါတော်တော်လေးရောက်သွားတဲ့အချိန်အများစုပေါင်းတိုင်ပြီးတော့မှဒါလေးတွေဆောင်ရွက်ကြမှာဖြစ် ဒါအတွက်လည်းမေးခွန်းပေးတာလည်းကျွန်တော်တို့ကိုရင်းဆောင်လာပါတယ်ဒါလည်းနားလည်ပါမယ်အဲပြီးလို့ရှိရင်ဒါနိုင်ငံသားမှတ်ပုံတွေရှိမှ passport ရမယ် passport ရမှနိုင်ငံသားတွားလို့ရမယ်ကိုယ့်ရဲ့ဒီဒီဟောအမြင်ကျေပုံတွေပေါ့နော်အမြင်ကျေမယ်ပြီးလို့ရှိရင်နိုင်ငံသားမှာအလုပ်လုပ်ချင်လည်းလုပ်မှာပေါ့နော်တော်တော်လည်းမိသားစုကဒီမှာကြံခဲ့တဲ့ဆိုဒီကိုပြန်ပြီးတော့မှကိုယ်ရင်းခွဲပို့မယ်ပေါ့နော်စသဖြင့်အဲဒါမျိုးပြိဿလေးပေါ့နော်အဲဒါလေးတွေအရေးကြီးတယ်လို့ကျွန်တော်တို့ခံယူပါတယ် အဲတို့တော့လည်းအခုချိန်မှာတော့ကျွန်မဘာမှတော့ခရီးကိုတော့မပေးနိုင်ဘူးပါပဲ။ဒါပြောတာနားလည်ပါလိမ့်မယ်။အဲကျွန်တော်တို့ပါတီရဲ့ရည်ရည်ချက်ကိုလည်းနားလည်အောင်ကျွန်တော်ရှင်းပြရှင်းပြပြပါမယ်။ကျေးဇူးတင်ပါတယ်။